အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကကိုဒမာအန်ဒရီအိုနာနာကိုတိတ်ကြပေါက်ရောင်းထုတ်ဖို့ဆုံးဖြတ်ထားတယ်။အိုနာနာကိုလက်ရှိချိန်ထိပြိုင်ပတ်ကလပ်ဘယ်အသင်းကမှစိတ်ဝင်စားခြင်းမရှိလို့ Man United ကကိုဒမာခေါ်ယူဖို့မှာခက်ခဲနေတဲ့အချိန်မှာ အခုလက်ရှိနေထားရာ ပြည်သစ်ကလပ်မိုနာကိုအသင်းကအန်ထရီအိုနာနာကိုခေါ်ယူဖို့ဆန္ဒရှိတဲ့ကြောင်းထုတ်ဖော်ပြောကြားလာတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ကိုမအန်ထရီအိုနာနာကိုဒါလက်ရှိမှာမိုနာကိုအသင်းကလိုချင်တဲ့သူတို့ရဲ့ဂိုးသမားတဲ့အတွက်စိတ်ဝင်စားမှုရှိပြီးခေါ်ယူဖို့ဆန္ဒရှိကြောင်းဆိုတဲ့မန်ယူနိုက်တက်ကအိုနာနာကို2023ခုနှစ်ချန်ပီယံလိပွဲအပြီးမှာယူရိုတန်း90နဲ့ခေါ်ယူခဲ့တာဖြစ်တယ်။ United မှာ200ဒီကစားခဲ့ပြီးပြီးလက်ရှိမှာတော့ Onana ကို club ဘက်ကသူတို့သတ်မှတ်ထားတဲ့ limited ကြိုပြီးတော့တိခါမှုကုံဆုံးသွားတဲ့အတွက်ကြောင့်ရောင်းထုတ်ဖို့ဆုံးဖြတ်ပြီးအစောပိုင်းတုန်းက Saudi Arabia club တွေကာလန်ဒီတိုင်အောင်သူကအဲမှာဆက်နေခြင်းနဲ့ဒါပေမဲ့လည်းအခုနောက်ဆုံးမှာတော့ Onana တယောက် United ကိုဆုတ်ခွာသွားမဲ့ ဒါအနေထားမျိုးတိကိုစဉ်းစားနေတယ်လို့ဖော်ပြတယ် United ကအခုသူတို့ရဲ့တတိယကုသမာတွန်ဟီတန်ကိုတနစ်ထတ်တိုးထားတယ်ဒီနေရာမှာအိုက်မူနာကိုက အရင်ကလည်းဒါပြီးခဲ့တဲ့ဒီအစောပိုင်းကာလမှာဖရူတီနာရဲ့ United ကုသမာဟောင်းဒါဗစ်တဟေယာကိုကမ်းလှမ်းတယ်တဟေယာကဖရူတီနာနဲ့ပဲတတ်တန်းတိုးပြီးမူနာကိုကိုပယ်ချထားတော့အခုအိုနာနာဘက်ကိုရောက်လာပြီဆိုတော့မန်ယူနိုက်တက်ကအိုနာနာကိုဝယ်မဲ့အသင်းတော့ရပြီး ပြောင်းရွှေ့ကြီးကိုသူတို့ကဘလောက်တောင်းလဲဒါကျွန်တော်အစောပိုင်းတုန်းကတီးထားတဲ့ report ရဆိုရင်ပေါင်ယူရိုတန်30လောက်တော့သူတို့ target ထားတယ်ဟို inter milan ရှိက50ပေးရပေမဲ့တန်30ဟာသူတို့တော့ဒါချိန်နဲ့ဆရာရဒီပြောင်းရွှေ့ခြင်းမျိုးဖြစ်ကြောင်းယုံကြည်ထားတယ်ဒီနေရာမှာ man united ရဲ့နီးပြ rupe amaro ကတော့သူသဘောကျတဲ့ကစားသမားကဘသူလဲဆိုတော့အခုလက်ရှိမှာဒါ ဒီယိုဂိုကော့စတာဖြစ်တယ်ဆိုပြီးပေါ်ပြလာတယ်ဒီယိုဂိုကော့စတာကိုသူကသဘောကျတယ်အိုက်ဒီယိုဂိုကော့စတာကိုအမှန်တိုင်းပြောရင်တော့ United ကလိုချင်တဲ့ Premier Goalkeeper တယောက်ပေါ်ပြအသက်က25ပဲရှိတယ်ပြဿနာကပေါ်တိုအသင်းကသူ့ကိုရိုဂျေးစာချုပ်ယူရို30တတ်မှတ်ထားတယ်မန်ချက်စတာစီးတီးရဲ့နီးပြဖတ်ခေါ်ဒီလာကတွားရောက်ချိန်ကပ်ခဲ့မှုတယ် စကားလည်းတော်တော်လေးပြောတယ်ပထမချိန်တန်30တန်40လောက်နဲ့ကန်လန်နဲ့ City က maximum တန်90လောက်ထိပေးပြီးတော့ဒါ Diogo Costa ကိုကန်လန်ပေးမယ်ပိုတိုကတန်90မပေးရင်မရောက်ဘူးဆိုတဲ့အကြောင်းအဲ့အပြောင်းရွှေ့ပြတ်တယ်နောက်ဆုံး City ကဂိုးသမားမဝယ်ဘူးဆုံးဖြတ်တယ်ဆိုတော့ Man United ကအနာနာနေရာမှာဒီကိုသမားနဲ့အစားထိုးမယ်ဆိုရင်တော့တေးကြတယ်ဒါပြောင်းရွှေ့ချေအနည်းဆုံးတန်90လောက်ထိတွားရနိုင်တယ် ဒီနေရာမှာအမီမာတီနက်စ်ကတော့ United ကိုပြောင်းဖို့ခေါင်းငိန်ထားပြီးဖြစ်ပြီးတော့ Manchester United တာဝန်ရှိသူတွေနဲ့စတင်ဆွေးနွေးမှုတွေပြုလုပ်ထားတယ်လို့ဆိုထားတယ်။ Man United အနေနဲ့အခုလောလောဆယ်အနေထားရတော့ Onana အပြောင်းရွှေ့ကိုသူတို့ပြီးတာနဲ့ဒါ Onana ထွက်ပြီဆိုရင်တခြားဘက်ဂိုးသမားအသစ်ကတော့ရမယ်။ဒါပြင်သစ်ကလပ်လီယယ်ရဲ့ဂိုးသမားဖြစ်တဲ့ Lucas Cavalier ရှိမယ်။ Andre Onana နေရာမှာအခုလောဆယ်ကိုမှ Porto, Diogo Costa, Emi Martinez အပါအဝင် ပါမကဆူဇူကီတောင်ပြန်ပြီးတော့သူတို့စဉ်းစားထားတယ်ကိုမ၄ယောက်လောက်တော့ကြီးတယ်ဒီနေရာမှာ United ရဲ့နီးပြရူပင်းအမရွန်ကအခုလက်ရှိမှာသူတင်းရဲ့ကစားမတွေတဲက Marcus Rashford, Jadon Sancho, Anthony နဲ့ဒီသားမ၃ယောက်ကိုတော့အခု pre-season tour squad ထဲမှာထည့်သွင်းသွားမှာမဟုတ်ပဲခြံထားတော့မယ်လို့ဆိုထားတယ် Sancho လည်းအသင်းပြောင်းဖို့ကစားအသင်းအသစ်တွေနဲ့စပြီးစကားပြောပြီး Rashford ကလည်းအသင်းအသစ်ကိုရှာဖွေနေပြီး ဒီအန်တနီကလည်းအခုဘတ်တစ်ကိုပြန်ပို့လုပ်နေတဲ့အတွက် United နီးပြရူပင်အမရွန်ကတော့ဒီစားမ၃ယောက်က pre-season တိုးကိုသူတို့ခေါ်ယူသွားမဲ့သူတွေမဟုတ်ဘူးလို့ကြေညာထားတယ်။ဆိုတော့ Onana ထွက်ရင်တော့ United ကကိုယ်တော်အစ်တစ်တယောက်တော့တည်ချောက်ရပြီးတော့မိုနာကိုဝယ်ယူမှုကိုပဲစက်ပြီးကြည့်ရမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။